ားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့ကိုတလင်းအောင်တို့ရဲ့ပော့ပော့ပပနဲ့เนาะကျွန်တော်တို့အကြောင်းနေပြောမယ်စစ်ကောင်စီအကြောင်းနေပြောမယ်အစီအစဉ်เนาะအပိုင်း၃တောင်ကျွန်တော်ရောက်ရှိလာပါပြီဒီနေ့ကတော့ခွေးနဲ့တင်းတင်းနဲ့ဇွန်လ၃ရက်နေ့ရဲ့ညခင်းပေါ့เนาะဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ခွေးတွေအပြုတ်တွေတွေ့ရတယ်အကြော်တွေတွေ့ရတယ်အလော်တွေတွေ့ရတယ်ဆိုတော့အမှန်တမ်းမကျက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ကွညပေါ့เนาะအဲ့တော့ကိုတလင်းအောင်နဲ့ကျွန်တော်နဲ့အဲ ပြည်သူတွေကိုပေါ့ပေါ့ပါပါနဲ့တည်င်းစကားတွေပါမယ်ပေါ့လေးလေးစားစားပြည်သူတွေတောင်းပန်ကြင်တာကကျွန်တော်တို့အတီအတန့်နဲ့စိတ်ရေးသုံးသက်ချက်တွေကိုเนาะကြည့်ရှုခြင်းတယ်ဆိုလို့ရှိရင်ကိုတင်လေးအောင်ရဲ့ channel ကိုတွားပါအဲ့မှာကျွန်တော်ဒီနေ့ဆိုလည်းအမတန်ကောင်းတဲ့သုံးသက်ချက်တွေပြောထားတာရှိတယ်เนาะကျွန်တော်တို့ဆရာကြီးကိုနေဝင်းအောင်နဲ့ကိုတင်လေးအောင်နဲ့ကျွန်တော်တို့ဒီစကားစရဲ့အားနဲ့ချက်တွေအဲဒီမိုးရင်းကာလမှာလေနဲ့ပတ်သက်တာတွေပြောထားတာရှိပါကျွန်တော်ညီကိုနေရာကတော့ပေါ့ပေါ့ပါပါနဲ့เนาะပြည်သူတွေတည်င်းစကားတွေပါကြင်ပါအဲ့တော့ခွေးနဲ့ တင်းတင်းဆိုတာဘာကြောင့်လဲဆိုတော့ဒီနေ့မှာကျွန်တော်တို့သတင်းတစ်ခုတွေ့ရတယ်ဖြစ်စဉ်ကတော့ကျွန်တော်တို့တရက်နေတဲ့ဇွန်လ၁ရက်နေ့တည်းကလာကုံကုံပြီးချင်းပေါ့နော်ကျွန်တော်အဖွင့်လာတာကျွန်တော်တို့မန်လီတိုင်းအဲကျွန်တော်တို့ပကံမြို့တက်ကံကောရက်ကွက်မှာပြည်သူတွေကိုနိုင်ချင်းပို့ကြပြီးတော့စစ်ကောင်စီရဲ့ဘောမရင်းတဲ့ဘောပိသွားတယ်ပြူစော်တီကောင်းဆောင်ဇော်ဇော်အပါဝင်အာလုံးစုစုပေါင်း9ဦးမှာ7ဦးကဇရက်ပုံမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးအနီးကပ်ဝင်ကျုံးတာ ကျွန်တော်တို့ခွေးပြူစောတိပြူစောတိပြုတ်ဖြစ်သွားတာပေါ့နော်ပြည်သူ့ဘာသာဖွဲ့တွေဝင်တော်လိုက်တာအဲ့တင်းစကားကြားတာတော်တော်ဟိုဘဝန်တာစရာကောင်းတယ်နော်တော့ကျွန်တော်တို့တကယ်ဂုရုကြီးကျွန်တော်တို့ဟောင်ဖုံးဟေးဒီကောင်ရဲ့တည်င်းကတော့ပြည်သူတွေဘလောက်ပျော်နေကြမလဲမသိဘူးပေါ့နော်အဲ့ဒါကျတော့နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ဆွေးနွေးပါမယ်ခုတင်ရအောင်ဒီ channel မှာလည်းပြောထားတာတွေ့တယ်ကျွန်တော် viewer မှု နဲ့တင်းတင်းလေးတောင်ပိုင်းမှာရနေတယ်ဆိုတာလေတောင်ပိုင်းအခြေအနေလေးလည်းပြည်သူတွေပဒင်းစကားပါပြီပေါ့ဟုတ်တောင်ပိုင်းတောင်ပိုင်းအခြေအနေတင်းစကားမပါခင်ပေါ့နော်ဟုတ်ကျွန်တော်ပထမပိုင်းမှာအခုဒီဟိုပြည်တော်ကြီးရဲ့ပတ်သက်ပြီးတော့ပြောတာဟိုကျွန်တော်နိုင်ငံကအရင်တုန်းကဟိုလေပတ်ခဲ့တဲ့စနစ်ပေါ့နော်ကျွန်တော်လေပတ်ခဲ့တဲ့စနစ်ကဒါတွေကကျွန်တော်တို့ဟိုပြင်ဆင်နေရာတွေလို့အားနည်းချက်တွေကိုလိုက်ရှာမယ်ဆိုလို့ရှိရင်သူကဝန်ထမ်းတွေကလာတာမလောက်ငှောက်ဘူးပေါ့နော်မလောက်ငှောက်ဘူး ဒါပေမဲ့လောက်မှန်းကိုသုံးရင်တော့ဟိုလောက်ပါတယ်ဒါပေမဲ့တဲဒီဟိုဘီယူကတော့နည်းနည်းဟိုချောင်းချောင်းလေးလေးမရှိအေးချောင်းချောင်းလေးလေးစီစီပင်ပင်လေးစီစီဆိုင်ဆိုင်လေးဟိုဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ तू ကဘာဖြစ်လဲဆိုဝန်ထမ်းတယောက်ဖြစ်လာပြီဆိုလို့ရှိရင် तू ကဟေးအဂတိလိုက်စားဖို့ကို तू ကအရင်ဆုံးစားပြီးတော့မှတွေးတော့တာအကြောင်းဆရာဆရာမဆိုလို့ရှိရင်လည်းတူရှင်တင်ဖို့အချိန်ကိုတင်ဖို့အချိန်အချိန်ကိုတင်ဖို့ဟိုလိုလို့ဒီလိုလို့ဖို့ရဲဆိုလို့ရှိရင်လည်းဘယ်ဘယ်နေတဲ့ဟိုဟာတို့မှာ ဒီဟာဟိုလိုင်းလိုင်းကြီးလေးရဟိုဟိုရေပုံးဆိုင်လေးရရဒီရေပုံးဆိုင်လေးရရနေဒီလိုမျိုးဟိုဟာဖြစ်တော့သူအဲ့စနစ်နဲ့သွားတဲ့ခါကျတော့အခုအာနာလဲထားလဲတိန်လဲတိန်ရောသူကဘာဖြစ်လာကြလဲဆိုအဲ့ပြူစောထီးတွေအပီတုစစ်တွေဟုတ်တရားဝင်တောင်ထမ်းဆောင်တာလားဆိုတော့လေမဟုတ်ဘူးအဓိကနည်းနည်းဟိုစစ်ကောင်စီကသူတို့ပေးနိုင်နည်းနည်းပါးပါးပေါ့တပည့်၆ပြားလောက်ယူပြီးတော့မှအဓိကလုတ်ပိုင်ခွင့်အရင်ဆုံး ရယူနေတာပေါ့အဲကျွန်တော်တို့တီတာယူမုံလို့ဆိုလို့ရှိရင်ဒါမြင်းညံမှာဘယ်လောက်ဒီကိုကိုဟိုဖြစ်လဲဆိုတော့ဟိုဘယ်လောက်ဒီစစ်တပ်ရဲ့အာဏာကိုရယူပြီးတော့မှပြည်သူဘယ်လောက်နှိပ်စက်နေလဲပေါ့နော်ပြည်သူဘယ်လောက်နှိပ်စက်နေလဲဆိုရင်ဒီကျွန်တော်တို့တော်လှန်ရေးဘက်တော်သားတွေရဲ့တချို့ပိုင်ဆိုင်မှုတွေအိမ်တွေအချိတ်ပိတ်ထားတဲ့အိမ်တွေပါတယ်အဲ့လိုမျိုးတွေအစား तू ကသူပြန်ပြီးတော့မှဟိုဝင်ပြီးတော့နေထိုင်တာတို့တုံးဆွဲတာတို့ အဲ့လိုမျိုးတွေအားစားလုပ်ပြီးတော့မှသူကဟိုစစ်တပ်ကိုလည်းသူကအေးငါငါပြောလိုက်လို့ရှိရင်ဖြစ်တယ်နော်တွေ့လာနေလို့ငင်းငင်းနေအေးစစ်စစ်နေသူဘုံကျဲမှုမြေပုံညွှန်းအားစားပေးနေတဲ့ခေါင်းမလို့သူကဟာပြီးပြရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီပြူတော်ထီးတွေဆိုတဲ့ဟာကလည်းဘာလဲဆိုတော့အခွင့်အရေးကိုလိုချင်တယ်အခွင့်အရေးလိုချင်တဲ့အခါကျတော့ပြည်သူလူထုကိုအလူကံမနဲ့ထဲမှာဇရက်မှာတွားပြီးတော့မှဟောလောက်တာပေါ့အဲဆက်ကြီးောက်တာပေါ့အဲသူကဓာတ်ပုံထဲမှာ ဂိတ်တိုင်းမှာပဲဟုတ်ဂိတ်တိုင်းမှာဒီလိုမျိုးနဲ့မျိုးရောက်လာတဲ့လူတွေဆိုလို့ရှိရင်တချို့ပြောပြတယ်เออโฟนเนี่ยมาจนไม่ไปไม่เพลไล่มีอยู่ปะเนาะไม่เพลไล่มีတော့อ่าเมซุปုံปาวะเลยปะปาวะได้คราวนี้ตรุโฟนเสร็จในเฉยมาเมซุปုံวาพี่ไปเมี้ยบาเลยอจินดาเดียวเนี่ยโหทองทวินจ้าได้เลยหลูเดียวเนี่ยฎปုံโหเมเมแท้มาบาลุท่าได้เลยสู้พี่ออกมาหาบลูพี่เนี่ยญาติพี่เลยยึดတော့ประทาน5000ทุบไปไล่ได้คราวจ้ะတော့เฉชิง အဆင်ပြေသွားတယ်ပေါ့ဟာအရင်တုန်းကဟို iPhone ကိုရိုးရိုးဖုန်းပေါ့နော်ရိုးရိုးဖုန်းလေးကင်နေရတဲ့ခိတ်ကကောင်နေရအခုဆို iPhone တွေပိုင်းနဲ့ဖြစ်တဲ့အခြေအနေမျိုးတော့ဟာဖြစ်နေပြီဆိုတော့ဒီလိုလူမျိုးတွေကများများဆုံးမတဲ့နေပေါ့နော်ဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့စနစ်တထူထောင်တဲ့အခါကြလို့ရှိရင်လည်းဒါရင်းနဲ့ပတ်သက်ပြီးတော့မှခိတ်ကခိတ်ကဂိတ်ပုံတန်းရမယ်လုံးညုံရေးရဆစ်စစ်တာလုံးညုံရေးရဆစ်စစ်တဲ့ပုံစံပဲဖြစ်ရမယ်ဝန်ထမ်းကလည်းသူ့ရဲ့ဝန်ထမ်းအလုပ်ပဲလုပ်ရမယ်အဲ့ဒီမှာဝန်ထမ်းမှာ ရပိုင်ခွင့်တွေကဘယ်လိုတွေရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်လူမျိုးဥပမာတစ်ခုပြောထိုင်းပေါ့နော်ထိုင်းဆိုလို့ရှိရင်တာမန်ကျောင်းဆရာဆံမတယောက်ကဗတ်တန်းချီတဲ့အိမ်ကိုပိုင်ဆိုင်ခွင့်ရှိတယ်ဟာပိုင်ဆိုင်ခွင့်ရှိတယ်ဘယ်လိုပိုင်ဆိုင်ခွင့်ရှိလဲဆိုတော့ तू လာတာတွေကနေပြီးတော့1.20နဲ့ဖြစ်ဖြစ်10နဲ့နဲ့ဖြစ်ဖြစ် तू ဟာအရေးကြာအစိုးရကချပေးချပေးပြီးတော့အဲ့ဒီထဲမှာလာတာတွေမှာ10ရာခိုင်နှုန်းတလား10ရာခိုင်နှုန်းပေးသွင်းမှာ15ရာခိုင်နှုန်းပေးသွင်းမှာဟိုကပင်စင်လဲစားလဲစားရော တခါလဲအိမ်နဲ့ຢာနဲ့တခါလဲဟုတ်ဖြစ်ပြီးသားပေါ့နော်စစ်စစ်တပ်ကရဲဘော်တယောက်ရဲ့လာတာကလည်းကျွန်တော်တို့စီရဆိုလို့ရှိရင်ဟိုလောက်ဘုံမူကြီးဘုံမူကြီးလာတာဝင်းကျင်တော်ထီကိုဒီရက်ရဲဘော်တယောက်ရဲ့လာတာကစစ်သားရဲဘော်တယောက်လာတာအဲ့လိုမျိုးပေးထားတယ်အဲ့လိုပေးထားတော့စစ်သားကအာဂရီလိုက်စားဖို့မစင်သားတော့ဘူးပြည်သူကိုကာကွယ်ဖို့ပဲစင်သားတော့ဟုတ်ဘာလို့သူ့မှာမိသားစုတွေထပ်ပြီးတော့မှာ ဝင်ဝင်ရှာလောဘတက်เสียမလို့တော့ဘူးနော်လောဘတက်เสียမလို့ပြည့်ပြည့်စုံလုံလောက်တယ်သူကုံသိန်းလုံးနဲ့သူကသူဝယ်ယူစားတောက်လို့ရနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့မဟုတ်အဲ့ဒါအောင်မှထက်ပြီးတော့အာဂတိလိုက်စားရင် तू ကစန္ဒမူနာပြအဖြစ်တခါရဲအရေးယူပြစ်တဲ့ဟာတွေရှိတာပေါ့ဘယ်သူမှလက်ထိုးလို့မရအောင်ဟုတ်ကဲ့လုတ်ထတာပေါ့နော်အဲအဲ့ဒီဟာတွေအဲ့ဒါအဲ့ဒါဒါကြောင့်ဒီလိုကောင်မျိုးတွေကမြမဆုံးပါမယ်မြမဆုံးပါမယ်ကောင်တွေပေါ့အဲတောင်ပိုင်းသတင်းတွေနဲ့ပတ်သက်လို့ပြောရရင်တောင်ပိုင်းသတင်းတွေကခုဆိုလို့ရှိရင်ဒါជីជីမာမာဆိုရင်ကျွန်တော်တက်မ6 ဒီဘက်ကမြောက်ဒီခွင်ထဲမှာဆိုလို့ရှိရင်ဒီနေ့တေဘောဘိုးတေဘောဘိုးဆိုရတဲ့ viewer အရင်တော့ဆိုရင်ကျွန်တော်တို့တက်မာကဘယ်နေရာမှာထိုင်လဲဆိုတော့တင်ငန်းကြီးတော်မှာဟုတ်တက်မာဌာနချုပ်ကတင်ငန်းကြီးတော်မှာထိုင်ပြီးတော့မှအဲ့ဒီတက်မာမှုနဲ့ viewer မှုဆိုတာအဝေးကားစီးနောက်တရက်လောက်စီးရဟုတ်ကားနဲ့သွားရင်ဟုတ်မနေ့သွားရင်ညနေလောက်မှရောက်တဲ့စခန်းမျိုးမှာ viewer မှုကနေတာဟုတ်အဲ့တော့ အကြီးကောင်းအကောင်ကြီးကြီးတွေကအဝေးနေတာပေါ့နော်အဝေးနေပြီးတော့ဈားထဲမှာစခန်းငယ်လေးတွေနဲ့တရင်မှုတို့တက်ခွဲမှုတို့တက်ဆူမှုတို့ဒီလောက်နေပဲကျန်တဲ့စခန်းတွေကိုထိန်းထားတာကာထားတာကာထားတာအခုလက်ကြားရကြအောင်မဟုတ်တော့အခုမြောက်ကြီးကနေလာတာနဲ့နည်းနည်းလေးကားမောင်းခဏ15မိနစ်လောက်ဆိုရင်ဟိုမှာဟိုရောက်ပြီဟိုခုကြာသွားတဲ့ခွေးကုန်းကိုဆွဲတော်ကုန်းဆွဲတော်ကုန်းမှာပြောင်းမှုတရားဟာအဲ့ရနေနည်းနည်းလေးတက်သွားတယ်ဟိုသုံးနှက်ခွေးပါညာကြောသွားတော့တစ်ခါတေဘောဘူးရောက်ရောက်သွားပြန်တော့ ဗျူဟာမှုတယောက်ကား2နာရီလောက်မောင်းရတဲ့ခကြီးမအောင်ကိုဗျူဟာမှု3ယောက်ဝေါ်လီတီကိုဗျူဟာမှု3ယောက်ထားတယ်3ယောက်ထားပြီးတော့စခန်းတွေကိုမကြရအောင်လို့အတင်းဟိုဟာဖြစ်ထတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအခုဗျူဟာမှု2ယောက်ခေါင်းချင်းဆိုင်နေတဲ့စခန်းနှလုံးမှာကျွန်တော်တို့တလုံးတေဘောဘုစခန်းတစ်ခုဒါတိတ်စီရမိပြီလို့ကနေဦးတရင်ရတိရတယ်ပေါ့နော်လေရင်လဲဆောင်းတာလေလေရင်ဝဲနေတဲ့ဟိုဗီဒီယိုဖိုင်လေးတက်လာတယ်ပေါ့ဝိုင်းတွဲလဲလာပြီးတော့မှ ့လာကျဲနေတယ်ပေါ့နော်အဲအဲ့ဒီဟာတွေလည်းဟိုဖြစ်တယ်ဟိုဘက်မှာဝေါ်လီဘူဝါကုန်းအခုပဲကျန်တော့တယ်ဝေါ်လီဘူဝါကုန်းပြီးသွားလို့ရှိရင်ကျွန်တော်တို့စစ်ခွေးကင်းစင်မြရီတခွင်လို့တော့ပြောလို့ရတဲ့အနေအထားမျိုးတော့ဖြစ်သွားပြီပေါ့ဒါပေမဲ့ဘယ်နေရာမှာတွားကြံနေလဲမြရီမှာတွားကြံနေမြရီ2.5မှာတွားကြံနေရောပေါ့2.5ကဘယ်2.5နိုင်ငံသားပြန်နေနေတဲ့နေရာပေါ့နော်နိုင်ငံသားပြန်နေနေတဲ့နိုင်ငံသားပြန်စစ်သားကြီးစုထားတာသူကဟုတ်အဲအဲ့ထိုင်းရနေ ထွက်ပြေးပြီးတော့ပြန်ပြန်ပြီးဖက်ခံရတဲ့ကောင်းဒီနိုင်ငံခြားပြန်နေတကယ်များအောက်ပြောအောက်များပြောတာလားနိုင်ငံခြားပြန်ဆိုတော့ဟောကျွန်တော်စိတ်ထဲမှာတော့ရုရှားကနေပြီးတော့ပညာရေးသင်တာလားတရုတ်ကနေလာတဲ့ကောင်းဒီလားမဟုတ်ဘူးတပိပိကူကူတော့မြေကိုလက်ပြကူတဲ့ကောင်ထိုင်းစစ်တပ်ကဖမ်းပြီးပြန်ဖို့ပြန်ဖို့တော့မရောက်လေမြောက်ပြီး2005လောက်ရောက်ပြီးတော့အဲတော့2005ကိုလည်းဒါအရေးမွဲပြောရမယ်ဆိုရင်တော့2005ကိုလည်းမင်းတို့ချန်စီယိုတဲ့မှာမင်းတို့နေငါတို့ဘာမှမလုပ်ဘူးဟုတ် လှုပ်လှုပ်လှုပ်လို့မလုပ်နဲ့လှုပ်တာနဲ့ဟိုကျွန်တော်တို့စစ်သားစကားနဲ့ပြောရင်တော့ဘယ်လိုပြောမလဲဆိုခြုံထွက်မလာနဲ့ခြုံထွက်ရင်ရိုက်ချိုးပြင်းမယ်ဟုတ်လှုပ်တာနဲ့ဖြုတ်မယ်အင်းဆိုတော့အဲ့ဒါကိုနှိခုံကအငြိမ်မလေးဘူးအခုဒီရက်ပိုင်းမှာနည်းနည်းလေးလှုပ်လာတဲ့ခါကျတော့နှိခုံကလည်းဖြုတ်ခံဖို့ကတေချာနေပြီလို့ပြောလို့ရတယ်ဒါဆိုလို့ရှိရင်တော့ညဝတီတခွင်ကတော့အေးအေးဆေးဆေးဖြစ်သွားပြီပြည်သူလူလဲပြောပြောရှင်းရှင်းနေတိုင်းစားတော့လို့ရတဲ့အချိန်ဒီမျိုးဖြစ်ပြီလို့ပြောလို့ရတယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တကယ် တောင်ပိုင်းကလည်းပါတီတို့เนาะအကြော့လို့ကတော့ရှယ်တွေ့နေတာပေါ့เนาะဆိုတော့အားရစရာသတင်းတွေပေါ့နောက်အရှိပိုင်းမှာကုတင်လေးအောင်ကြီးပြောသွားတဲ့တဲမှာကျွန်တော်နေရာတိုင်းမှာပေါ့เนาะဒီအကျင့်ပြတ်ချစားမှုတွေကနေရာတိုင်းမှာရှိတယ်နောက်ဒန်းတူညီမြအခွင့်အရေးမရှိရဘူးကအများကြီးရှိတယ်ကျွန်တော်တို့ကျွန်တော်တို့ကသဘင်ရဆိုတော့အကျွန်တော်တို့ဇက်သဘင်မှာလဲအဲ့လိုမျိုးပဲနောက်ရုပ်ရှင်မှာဆိုတော့ဒီဒီရပိုင်းမှာဟိုကျွန်တော် မီဒီယာတွေကဘာလဲကျွန်တော်တို့အကျော်တယ်လဲ view ဘာလဲ view တရားလဲ view ရုပ်ရှင်မှာကတော့အများဆုံးပုံတွေ့နေရတာပေါ့ဒါပေမဲ့တကယ်တကယ်ဇက်တပင်မှာများတယ်ဇက်တပင်မှာကျွန်တော်ဇမင်းသားတယောက်ဟိုနိုင်ငံကျော်ဇမင်းသားတယောက်တညဟိုစုကြီး30 30 30ရတဲ့အချိန်မှာဇက်ထဲမှာ၄ငါးတောင်နဲ့ကားဆွဲနေရတဲ့ဒီမီးထိုးနေရတဲ့ဒီဇက်တတာတွေထမ်းနေရတဲ့အလုပ်သမားတွေအများကြီးရှိသေးတယ်ဆိုတော့ဟိုတကယ်ပါရမီရှိတဲ့လူတွေ အမှုပညာအောင်တကယ်ဝါသနာပါလို့ခြေစုံပြည့်ဝင်တဲ့လူတွေအတွက်ကြတော့တော်တော်ခက်ခဲတာပဲအဲ့တော့ကျွန်တော်တို့ကအဲ့စနစ်တစ်ခုကိုကျွန်တော်တို့ဒေါ်လာကြီးအောင်မြင်တဲ့နေ့ကြလို့ရှိရင်အားလုံးဒီအမှုပညာမှာလည်းပြောင်းလဲပြရတယ်ကျွန်တော်ကတပည့်ဥက္ကဋ္ဌလုပ်မယ်အဲ့ကြဟုတ်ဟုတ်နော်ကျွန်တော်ကကာကွယ်ဦးဒီချုပ်လုပ်ဟဲ့လားအဲ့တော့လူလူကျွန်တော်လုပ်ပါမစ်တင်ဒါမှကျွန်တော်စီကိုထားတဲ့အမှာကဲအဲ့တော့ဒါကျွန်တော်တို့ရည်စရာပြောတာပါဟိုဇော်ဘုံဟင်းကြောင့်နေနေပြောအောင် အဲကျွန်တော်ကျွန်တော်တို့အကြောင်းနဲ့အရင်ပြောမယ်အဲကျွန်တော်တို့ဟာငါးကောင်ပါဆိုလို့ရှိရင်ကျွန်တော်တို့အောင်မြင်တဲ့အချိန်ပါပေါ့နော်အဲနည်းနည်းအောင်မြင်တယ်ဆိုတာတည်းနည်းနည်းကြော်ကြတဲ့အချိန်လူသိလာတဲ့အချိန်ပါအဲကျွန်တော်တို့ဒီဟာငါးကောင်ကဒီစစ်ကားတွေပါတယ်မရိုက်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ငငယ်တည်းကအဲကွယ်လွန်သွားတယ်ရိုက်ပါတယ်ဟုတ်လားဘယ်သူရိုက်ပြီးကြော်ပြီးကြော်ဝိုင်းနေလေဟုတ်လားဟိုဟိုကတကလက်ဝတ်ဆုံနေလေတကလက်ဝတ်ဆုံနေစီမောကပြောတာပါကျွန်တော်တို့ ဟိုဒီရုပ်ရှင်တို့ဘာမှမရိုက်ဘူးဘာကြောက်လဲဆိုတော့ကျွန်တော်တို့ကွယ်လွန်သွားတဲ့လူရှင်တော်ကြီးလည်းပါတော့ကျွန်တော်ပြောမကောင်းလို့တချို့ကလည်းမပြောတော့ဘူးလက်လက်ရှိမှာဆိုလို့ရှိလို့ရှင်တော့ဟိုခင်လိုင်လို့လူမျိုးပေါ့နော်အဲဒီဘဲတွေကြတော့တော်တော်မျက်စိနောက်เสียကောင်းနေတာဒီစစ်ကားတော်တော်များများမှာအဲ ဘောပါမီတက်လာတယ်ကောင်းတယ်လို့ကျွန်တော်ငငယ်တည်းကမြင်တော့ငါတို့ပြန်ပြည်သူတိတယ်အတိုင်းပြည်ကတိလာတဲ့အချိန်ကြလို့ရှိလို့ရှိရင်တော့ဒီကောင်းတွေ uniform လည်းမွေ့ဘူးဒီလိုကားမျိုးလည်းမရိုက်ဘူးဆိုတဲ့စိတ်ကကျွန်တော်မှငငယ်တည်းကရှိတော့ကျွန်တော်အဲ့လိုကားမျိုးတွေမရိုက်ဘူးပေါ့နော်ဒီကောင်းတွေရှေ့ပိုင်းမှာလည်းကျွန်တော်များမီအငိတ်တို့ဘာလို့လုတ်ပေးတယ်လုတ်ပေးပြီးတော့ကျွန်တော်ခက်ငငယ်ကဒီလူရှင်တော်ကြီးတွေတကယ်အမတန်တော်တဲ့လူရှင်တော်ကြီးတွေဒီအမျိုးသားစိတ်ယုံမှာတော်တော်ကြည့်ရတော်ကြည့်တဲ့အချိန်မှာ ကျွန်တော်အဖေလည်းတစ်နှစ်အဲနောက်ပိုင်းတဲ့စစ်တာနာကျုပ်ရခိုင်ကနေပြီးတော့ဝင်ပြိုင်တယ်မြောက်ပြည်အချိန်မှာအဲ့လိုပြိုင်တဲ့အချိန်မှာအဲ့ခစ်ကတော့ခင်ညွန့်လို့ခင်ညွန့်လာလို့ရှိလို့ရှိရင်အဲ့ပြိုင်နေတဲ့ဟာကိုရက်ပလိုက်ရရက်ပလိုက်ပြီးတော့ဆိုင်ရ CDB က CDB ပြီးတော့အလုံးညိမ့်ပေါ့နော်ကြံတဲ့သူတို့ဆိုင်ရဆိုင်ရသူတို့ဝန်ထမ်းဝန်ထမ်းတွေပေါ့ဒီခွေးဘက်ကကောင်တွေပါပြီးတော့ထလေးပြူပါညာပြီးသွားတော့မှအဲ့နေရာနေပြန်ပြန်ရတဲ့ဟာကိုကျွန်တော်မြင်တော့ဟိုတော်တော်မျက်စိနောက်စရာကောင်းတယ်ပေါ့ ော်။နောက်အဲကျွန်တော်ကအောက်ကနေကျွန်တော်ဟိုဟာငါကောင်မှာတချို့ရုပ်တံဖိုင်တွေမှာတွေ့လိမ့်မယ်။အောက်ကနေကျွန်တော်ပြလုံးပြန်နေလို့ရှိလို့ရှိရင်ရက်သမားတွေ movie order လို့တည့်ရမလားဟိုရန်သားတာမျိုးလို့ဆိုရင်တော့ကျွန်တော်မကြိုက်ဘူးဗျ။မကြိုက်တဲ့ကောင်ဆိုတော့ဒီလိုကိစ္စမျိုးဆိုလို့ရှိရင်ပို့ဆိုးတော့ဒီကောင်တွေကိုကျွန်တော်အရင်ထဲကမျက်စိနောက်နေဆိုလို့ကျင်တာကျွန်တော်တို့ကအဲ့လိုမလုပ်ခဲ့ဘူး။ဒါပေမဲ့ဇော်ဘိုးကြီးတို့ကြတော့ဒီမင်းအောင်လည်းဘိုးတောက်ရှောင်းမလာအခုဘန်းကန်ရတယ်ဆိုတဲ့အခါမျိုးကြတော့အမတန်အောင်းဩစရာကောင်းတယ်အဲ့ဒါကိုဒီနေ့ကဘယ်လိုမြင်လဲဟိုဟို စစ်စစ်တက်ကပြတ်သုံးဖို့အချိန်တန်နေပြီပေါ့နော်ဟာပြတ်သုံးဖို့အချိန်တန်နေဘာကြောင့်ပြတ်သုံးဖို့အချိန်တန်နေပြီလို့ပြောလို့ရလေဆိုတော့ကျွန်တော်တို့ဒါဟင်းသာကိုသောဟိုဇက်ထုတ်ကိုကြည့်မယ်ဆိုလို့ရှိရင်သိတာပေါ့သူကဇက်ထုတ်သားကြီးစားစားတဲ့အချိန်မှာဟင်းသာကိုသောကမျိုးပြုတ်ခဲ့တာပဲပေါ့နော်ဟာပြုတ်ခဲ့တာအဲ့ဒီလိုမျိုးဖြစ်တဲ့အခါကျတော့အခုဒါဇော်ဘုံဟင်းတို့ငါမင်းဆွေတို့ဟာအဲ့ဒီလိုမျိုးတွေတောက်လျှောက်ဖမ်းတာပေါ့နော်ဖမ်းနေပြီသူကအမှန်တရားကိုပြောလို့ ဟမ်ဟာကျော်ဆိုးဦးတို့ကျော်မျိုးမင်းတို့လို့ထိုင်ပြီးတော့မှသိရနှစ်ခွပြောရင်အဲအဲဟိုဟိုလိုလိုဒီလိုလိုပြောလို့ရှိရင် तू ကမန်ရခမားတို့လုံနေတာမှားနေပြီခမားတို့လုံနေတာမှားနေပြီအဲဆူလဲရတဲ့လူ तू ပြောရလေဆူလဲရတဲ့လူတခါလေးဇော်ဘုံရဟိုတော်လိုင်းဘက်တော့သားလို့တော့ထင်ရတဲ့အပြောမျိုးတွေ ထီး तू आ ပြောတာဟုတ်ပြောဒါကလည်းအမှန်တရားပဲ तू ပြောတာကလည်း तू လည်းလီစေပြီးပြောတာမဟုတ်ဘူးအဲ तू ဘောမရတော့မှန်တယ်ဒါပေမဲ့ तू က तू ဟိုကာဘူတောက်တွေဝယ်ရောက်လို့တာတက်တက်တက်ပေါင်ခွလို့တာတက်တက်အမှန်နေပြောလာတော့ तू သူတို့အကြောင်းကိုဒါဥမရှိကတည်တဲ့လူပေါ့ तू မင်းအွန်လိုင်းတရေးဖို့ကြီးဘောကတော့ तू အဲ့ဒီတက်မှာ तू အဲ့ဒီတက်မှာတာဝန်ထမ်းဟိုသူသူ့ဖေမေကမွေးခဲ့တာပေါ့လေးကျုခဲ့တာ तू အဲအဲမွေးခဲ့တာမွေးတဲ့ချိန်မှာဒီဟိုတို့ကျူကျူခေါ်တို့ဟိုတို့ကမင်းအွန်လိုင်းတို့ကသူ့ကို ငငယ်တော့ထိနေပြုတယ်ဘာညာခေါ်ပြီးအိမ်မှာခေါ်ပြီးတော့ခြိတယ်လို့ပြုတယ်လို့ဆိုတော့ဟာမျိုးတွေ तू ကရှိခဲ့တာကိုရှိတော့မင်းအောင်နိုင်အကြောင်းကိုလည်း तू ကကောင်းကောင်းနားလည်တဲ့လူတယောက်ပေါ့နော်ဟုတ်ကောင်းကောင်းနားလည်တဲ့ခါကျတော့ तू ကပြော तू ပြောတဲ့ဟာတွေက तू ကအနာရှိတော့အရန်အရန်ဆက်တာကိုဟုတ်ဆက်တော့ဒီအမှုနဲ့အေးမယူဝဲတယ်ဒီကိစ္စနဲ့အေးမယူဝဲတယ်ကျန်တဲ့ကျန်တဲ့ကိစ္စတွေပေါ့နော်အဲ့တော့အဲ့ဒီကားဝေးတောက်တို့တင်မောင်ကိုတို့ဘာတို့ဒီအေးယူကြသေးဆိုလို့ရှိရင်မင်းအောင်နိုင်ကနေစပြီးတော့မှဒီအောက်ကဟိုဘီဝမ်မူလောက်အထိကတော့ဒီနေ့ ဟိုခြံစည်းကိုအကျယ်ဝင်းဝင်းအကျယ်ကြီးခတ်ပြီးတော့မှထောင်အတိကြီးနေအောင်ထောင်ထောင်ချရမှာဒီလိုအမှုတွေနဲ့ဆိုလို့ရှိရင်ဟိုမရောက်လိုင်းကနေပြီးတော့ဂျူဝါမူးမလုံနဲ့မရောက်လိုင်းကနေပြီးတော့ပောက်ကတုံးလောက်ထိတော့ဟုတ်တယ်နော်ဒီကောင်လေးအဲ့လိုဝတ်တော့တည်စည်းတာအဲ့ဒီကနေပြူစောထီးတွေဟိုဟာဖြစ်လာပြီဒါစစ်တက်ကဝတ်တော့ကအသုံးသုံးကစစ်တက်ပဲလေဟာဘာလို့ဆိုယူနီဖောင်းဟိုဟိုကျွန်တော်တို့ယူနီဖောင်းဝတ်တဲ့အချိန်မှာဆောင်းတဲ့အုတ်ထုတ်လေးကိုရှေ့ကဒက်စ်ဘုတ်ပေါ်မှာတင်ပြီးတော့မှာ ကာမောင်းသွားလို့ရှိရင်မော်တော်ဘီကယ်ဆိုလည်းမတားဘူးဟိုဂိတ်မှာဆိုလို့ရှိရင်လည်းမှန်လေးချပြီးအေးညီလေးဘက်တက်ကပါဆိုပြီးတော့ဟိုခြေသေးကလေးဟိုအရာရှိခြေသေးကလေးထုတ်ပြလိုက်လို့ရှိရင်ဟုတ်ကဲ့ပါဘူကြီးဟုတ်ကဲ့ပုံမှုရပါပြီဒါပဲပြောတာကာမောင်းလိုက်နေဆိုလည်းမလိုဘူးဟာသူတို့မှဘာဘာမှမလိုဘူးဟာဟိုလည်းမလိုဘူးဝီးလည်းမလိုဘူးဘာမှမလိုဘူးအုံနာဖို့လည်းမလိုဘူးဘာတစ်ခုမှမလိုဘဲနဲ့ဝစ်တော့ကအစီသုံးကစစ်တက်ပဲဒီနေ့ဒီချိန်ကြီးဝစ်တော့အဲ့တော့တစ်တစ်မောင်ကိုလည်းဘယ်လိုပဲလုပ်တယ်ဒီလူတွေပဲ လောက်တာပဲပေါ့နော်ကျန်တဲ့ဟာတွေကြီးလိုက်မယ်ဆိုလို့ရှိရင်လည်းဘယ်မြန်မာနိုင်ငံရဲ့မကောင်းဘူးဘယ်မကောင်းဘူးပဲဖြစ်ဖြစ်တာဝန်ရှိတဲ့လူတွေနဲ့ပတ်သက်နေပြီးသားပဲဟာအဲစစ်တပ်နဲ့ကတနည်းတစ်ပုံကတော့သူကအမြဲတမ်းပတ်သက်နေတဲ့ဟာရှိတယ်ပေါ့နော်အဲ့တော့ဒီမှုတွေကြောင့်အရေးယူတာတော့မဖြစ်နိုင်ဘူးပေါ့နော်အဓိကသူတို့ဟိုငါ့ကိုအကြီးလှန်တယ်လို့မျိုးဟိုလှန်တဲ့အခါကျတော့တအားနာတာပေါ့ခံစားရတာပေါ့ခံစားရတဲ့အခါကျတော့သူ့ကိုတီးတဲ့လူသူ့အကြောင်းတီးတဲ့လူက ြောတဲ့ခါကျတော့ဟိုခန်းသားကတော့ဟိုဇတ္တုသားကြီးစားလာဇတ္တုသားစားတော့ညိုကတော့ပြုတ်တော့မယ်လို့ပြောလို့ရတော့ဇတ္တုသားစားရတာဇော်ဘုံကြီးနဲ့စားရတယ်လို့ကြားတယ်ဟုတ်လားအင်းပြောပြောတော့မကောင်းတော့ကြားတာဗောနော်ကူလည်းကြားဇတ်တူတာစားတာ तू က तू ကတော့ဟိုဟင်းတာအဖူတော့မဟုတ်လားကဲအဲ့တော့ကျွန်တော်တို့ဟိုပေါ့ပေါ့ပါပါနဲ့ အပြည်သူတွေသတင်းကောင်းတွေပါရနေကျွန်တော်တို့နောက်ထပ်တင်ဆက်ပါအောင်မယ်အစီအစဉ်တွေအအခုဆိုလို့ရှိရင်တောင်ပိုင်းရဲ့အခြေအနေเนาะကျွန်တော်တို့တခြားသတင်းစကားတွေအညာဒေသမှာဆိုလို့ဒါကျွန်တော်တို့မန်လီတိုင်းဆိုလို့ရှိရင်အညာဒေသတောက်လျှောက်ဆိုသူတို့နေတိုင်းတို့အရင်ကဆိုရင်ကျွန်တော်တို့မိုင်းဆွဲတာဟိုဟိုမိုင်းဆွဲတယ်ကျွန်တော်တို့စစ်ကြောင်းထိုးလာတဲ့လူတွေကိုကာပစ်ပစ်တာပျောက်ကြားခေါ်မှာပျောက်ကြားပုံစံရင်တော့သူတို့ပြောကြတယ်ဗောနော်တော်လိုင်းမင်းတို့ကပြပြပါပြပြပါဟုတ် ကျွန်တော်ပြ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 အဆင်မဟုတ်တော့ဘူးဘူကပြပြတော့မှလိုက်ရတဲ့အဆင်ဟုတ်ကဲ့အေးအောင်လက်နဲ့ချလက်နဲ့ချတူပြီးတော့နောက်ကနေကျွန်တော်တို့ကတကယ်ကိုညာတန်ပေးပြီးတော့အော်တဲ့အခြေအနေကိုရောက်လာပြီပေါ့နော်ဟုတ်ကဲ့အဲ့ဒါကိုပြောချင်တာပေါ့ကျွန်တော်တို့အခုဆိုလို့ရှိရင်သတင်းတွေကြည့်လိုက်ရလို့ရှိရင်အနီးကပ်ဆိုတာလည်းယူပဲပေါ့နော်ဟုတ်စဒါကိုကိုကောင်လည်းအနီးကပ်ဝင်ပြစ်ခံရတာရှေ့မှာလည်းအဲ့လိုအနီးကပ်ဒီအပိုင်းတွင်းမှာပြစ်ပြီးတော့မတာပြစ်သွားတဲ့ကောင်ကြီးအများကြီးပါပဲအဲ့တော့ကျွန်တော်တို့အဲဒီကျွန်တော်အကြောင်းနေနဲ့စကားစအကြောင်းနေ ကျွန်တော်တို့တက်နိုင်တဲ့ဗီဒီယိုပုတ်ပေါ်ပါပါနဲ့သတင်းစကားတွေပါပါအောင်မယ်နောက်စီစဉ်နေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာကျေးဇူးများကြီးတင်ပါ